မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့1962ခုနှစ်နိုဝင်ဘာလတုန်းရှုမွားမဂ္ဂဇင်းမှာဇက်ဘူတာယာရေးသားထားတဲ့ပါဗျကြီးရဲ့ဇက်သိန်းဆိုတဲ့ဝိတ္ထုကိုဖတ်ပြမှာပဲဖြစ်ပါတယ်ပါဗျကြီးဤဇက်သိန်းပေးလေလေဒီတဟူတိုက်ခတ်နေပါသည်သောရေပြေတျောင်းနိုင်လိုင်းချက်ခုတ်လေးတွေမြူးစော်နေတော်သည်ဒဝေသားများအခေါ် ဒါရက်တော်ဟုခေါ်ဆိုကြသည်ကနဇိုရောရန်ကြီးမှလည်းချောင်းကန်တစ်ဖက်တစ်ချက်၌ညို့နေအောင်မြိုင်ဆိုင်နေတော်၏ချောင်းရင်မှာပေလေဒီယေကိုအမိပြု၍ရေတက်ရေကြစည်းစင်းနေသည့်အတွက် နောက်ကြည့်၍နေလေသည်ဘေဒါဘင်တိုက်ကလည်းချောင်းမြေတစ်ချောင်း၌ဟိုတကွက်ဒီတကွက်ကိုကက်ကရေစည်းတွင်နေရယူလျက်တွေ့ရလေသည်ချောင်း၏အကျယ်ဝတ်မှာဂိုက်300ခန့်ရှိလျက်ရေစည်းတန်ခြင်း ရေနှက်ခြင်းစသည် ပင်လယ်ကမ်းဆက်အနီးရှိချောင်းတချောင်း၏အင်္ဂါရဲများဖြင့်ပြည့်စုံနေသည့်ကြောင့်တမ်မန်များ၊လေကြီးများနှင့်ဝါဖောင်များသည်ဤလေညာချောင်းထပ်ပိုင်းသို့ဆန်းတက်က ရောင်းဝယ်ပေါက်ကားလျက်ရှိကြပါသည်။ဂျုံကျုံကြပင်လယ်ကွင်းမှတရင်သာ၏နေအတွင်အရှိတ်ဘက်တောင်ကြီးတစ်လျှောက်သို့လူကားထိုးပေါက်နေရာယူထားသောဤလေညာချောင်းမှရှိသည်။ကွက်ကွက်ကောက်ကောက်နှင့်မြောက်ပိုင်းသို့ရစ်ကားခွေကားချောင်းပြားခံခဲ့လေသည်။ကျွန်တော်၏ဥပိုးဟန်ကြီးတို့သည် တက်စုနှစ်စုအားရှိသည့်ဗမာတပ်မတော်ရဲဘော်များနှင့်ဤသို့ကြောင်းကြလာသလောက်တောတောင်ထူရဲသည်နှင့်များရေဝေးအန်ရဲ့နီးလာသည့်လေညာချောင်းများရှိလေညာမျိုးလေးကိုအမိပြုကဝါရောင်းရွာတောဝါပန်းရွာများသို့တပ်မတော်တာဝန်နှင့်ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်ဗမာတပ်မတော်၌ဧကစုသောဝယ်ယူရေးအတွက်ငပိငချောက်များစွာလိုရှိရ၌တပ်မတော်ထောက်ပံ့ရေးဌာနကြီးမှဒဝယ်နှင့်မြေခရိုင်များသို့ ထိုပေါ်ပြပါငပိငချောက်ပစ္စည်းများအတွက်တက်မတော်ကြီးတစ်လုံးတွင်မှာယူခဲ့တော်လဲဂျပန်စစ်တပ်များကကျွန်တော်တို့တက်မတော်အနေလက်ဦးစွာသိမ့်ပိုက်ချုပ်ကင်ထားမှုကုန်းလန်းရေလန်းခရီးနိုင်ရန်သူလေးရင်ပြန်များ၏မကြကနာဂျားပြက်တိုက်ခိုက်နှောက်ယှက်ခံရမှုများကြောင့်ဗမာတက်မတော်ကြီးအဖို့ငပိငချောက်ရိတ်ခါများမှာပြက်လက်လူဆဲဆဲအခြေသို့ရောက်ခဲ့သည်ထို့ကြောင့်တက်မတော်ဌာနချုပ်မှကျွန်တော်အား မြိတ်တဝဲခရိုင်မှထွက်သမျှငပိငချောက်ကုန်ပစ္စည်းများကိုတင်ရေးဒေတာကြေးရွာများသည့်လိုက်လံ၍ဝယ်ယူသိမ်းပိုက်စေရန်စေလွတ်တာဝန်ပေးကြရာကျွန်တော်တို့သည်တနင်္လာရီကမ်းရိုးတန်းသို့ဆိုင်ရောက်ခဲ့ကြပါသည်ကျွန်တော်သည်တက်မတော်သားများအလုံးကိုတန်းစီစေပြီးနေရေးတိုင်းအဆအဆဆင်ကြရန်တတိပြုရန်ညွှန်ကြားချက်အမိန့်များပေးရရပါသည်အเจ้าမှာတက်စုနှစ်စုထဲမှရဲဘော်များသည်အထက်အညာအကြီးအရမှာဇာတိဖြစ်ကြ၍ ဤသို့ပေလေကမ်းခြေရှိကြီးရွာများသို့တစ်ကြိမ်တစ်ခါမှမရောက်ခဲ့ပါဘူးဤဒေသမျိုး၌တွေ့ကြုံရတတ်သည့်ဂျက်ကောင်အန်ဒီရဲ့မိချောင်းအန်ဒီရဲ့ငမန်းအန်ဒီရဲ့ဒီအတက်ကြအန်ဒီရဲ့များနေတကောသဲနှုံအန်ဒီရဲ့များကို အသေးစိတ်ရှင်းလင်းပြောပြပြီးနောက်ကျွန်တော်ဤအမိတ်မရမချင်းမိတိရဲပေါ်မှရေထဲမစင်ရလှေမစီးရလှေမလော်ရဒွားအပြင်မထွက်ရဟုသောတီးသက်အမိတ်များကိုတိကျစွာချမှတ်လိုက်နာစေပါသည် ရဲဘော်များသည်ပင်လယ်ဆက်ဒေသတို့တွင်ချိန်တစ်ခါမှမရောက်ဘူးသည့်အပြင်ငါတာပဇွန်များကို ပြင်းမနာနေနိုင်ရှာရှာပါပါစားသောက်ခဲ့ရသည့်အတွက်ယခုလေညာချောင်းတစ်ချောင်းတည်းရှိကြေးရွာများ၌စကန်းချမိသည့်နေတပြိုင်နက်ထဲငါးများကနန်းများကိုလက်လက်ဆက်ဆက်ဖောဖောတီတီစားတောက်နေရသည့်ကြောင့်ရဲဘော်များအလုံးပျော်ရွှင်လျက်စိတ်တက်တွေအတော်မြင်မားစွာတက်ကြွနေကြပါသည် ကျွန်တော်အတာဝန်ပေးရခဲ့သောငပိငချောင်များရရှိရတဲ့အကြီးဆုံးအနောက်ရှာကြီးတကူမှာကျွန်တော်တို့မရောက်မီနှစ်လခန့်ကပဲပေါ်ပေါက်နေခဲ့ပါသည်ထိုနောက်ရှာအန္တရာယ်ကြီးမှာဖက်စစ်စနစ်သုံးက လူချွေးတက်နွားချွေးတက်ဆွဲလက်သေးကွာပြိုကညာတို့ကိုချမ်းသာမပေးနိုင်တဲ့စီနေပြုလုပ်ကြသည်သေမေတမန်ဂျပန်စစ်တပ်မှတပ်သားတို့၏အန္တရာယ်ကြီးလည်းမဟုတ်ပါနိမ့်နိမ့်ပြန်တန်းကတွေ့သည်မလဲကာလီ တမန်တို့ကိုမလွတ်တန်ဆက်တဲ့နဲ့စာကြွေးလေးရှိတော့ရန်သူလေးရင်ပြန်တို့ဤအန်ဒီရဲ့လည်းမဟုတ်ပေလင်းညာချောင်းတစ်ချောင်းနိုင်ရှိသည်မြတန်ငါတွေလေသမားတွေရာသူရွာသားတွေဖိတ်ဖိတ်တော်အောင်ကြောင်းနေတော့အန်ဒီရဲ့ကြီးမှာပါဖြူကြီးအမိခံလူသားစာမိချောင်းကြီးဤအလွန်ကြီးမားသောအန်ဒီရဲ့ပေးမှုပင်ဖြစ်ပါတော်သည်ပါပြူကြီးအမိခံမိချောင်းကြီးအကြောင်းကိုလူတိုင်းစည်းစားချက်ကပြောနေကြပုံကိုကျွန်တော်ဒီအမှတ်တမဲ့နားထောင်ရင်းအဖြစ်ရခဲ့ဒီမှာ ်ထိုမိချောင်းကြီးမှာပင်လယ်မိချောင်းကြီးဖြစ်၍အလျား16မိခန်ရှိလျက်သောကိုလုံးကြီးနှင့်မိချောင်းကြီးပါတချန်းသည်မြေပြူရောင်ညစ်ဖြူဖြူတွေ့ရပြီးလေညာချောင်းတစ်လျှောက်၌တွေ့သည်မကျွဲနွားလူသူတို့ကို နေရာမရွေတန်းအမိအရာကိုက်ချီတက်ဖြတ်စားနေသောတရင်စိုးကြီးပင်ဖြစ်တော်သည်။လွာသားများ၏စကား၌ဖော်ပြချက်များနဲ့အရေးကြီးသည့်အချက်အလက်များကိုကောက်နှုတ်၍ဖော်ပြရလေ။ဘာဖြူကြီးသည်လူတစ်ယောက်လော်နှစ်ယောက်လော်လေငယ်များကို ရေလဲတွေအမိလိုက်၍လေပေါ်မှလေသမားကိုရဲတေးစွာအမိနှင့်ရိုက်ခဲ့ကြသည်ပါဇက်နှင့်ခွေးဆွဲဆွေး၍ဟဲ့ချင်းလေငယ်ကိုကြောပြေနှင့်ကန့်လန့်လိုက်၍ခံပြီးကြောကုံအားဖြင့်ပင်လေမောက်စေပြီးလေပေါ်မှလူကိုအမိရလိုက်ပန်းခြင်းစသည်ကြောက်စရာသတင်းများသာဖြစ်ပေသည်ပါဖြူကြီးသည်ချောင်းကမ်းမှအနိနိုင်အဝေးဖွှတ်လျှော်သူ ရေချိုးသူ ရေခတ်သူများကိုလည်းတွေ့ရသိညာစုံမဆိုင်ဖမ်း၍အမိနှင့်ရိုက်ခဲ့ချ၍ မလွတ်တန်တက်ဖြတ်လေရှိခဲ့သဖြင့်ကလေးတငယ်မှစာရွေအမျိုးသမီးများနဲ့ဒါဝင်မရှိသောရွာသူရွာသားများအဖို့ကန်းဆက်သို့လုံးဝမသွားရကြတော့ပါမတက်တာသည့်တငါများလှေသမားများအဖို့၌သာမလွဲမရှောင်သာသည့်အစုံတိုင်းပါဇက်မှဖျားတာကတရီကြီးစွာဖြင့်သမုဒ္ဒရာဝန်တရာအတွက်အသက်ဦးဆံပြားစွန်စားကနေထိုးငါးဖန်းလုံငန်းအတွက်လှုပ်ဆောင်ခဲ့ကြရပါသည်တို့ရာတွင်ပါပြူကြီးအဖို့ လော်လကူကူနဲ့စားအကောင်ဖြစ်သည့်ရေချိုးသူများကိုမကိုက်ချေရသည့်စုံတိုင်းလေသမားတန်ငါများအနက်မှ၃ရက်၁ရက်၄ရက်၁ရက်ကြာလောက်တက်ဖြတ်စားတောင်းသည့်တရင်စိုးကြီးမှာတော်မီပမာလေညာချောင်းဝါမှချောင်းပြားအစုံတီတမဟုတ်ချင်းပြန်ဘွားကရွာသူရွာသားတွေအဖို့စစ်ဘေးဘုံဘေးစက်တနက်ဘေးတွေတဲ့လူသားစားပားဖြူကြီးဘေးကိုပုံမွေ၍ကြောက်ရွံ့ထိတ်လန့်နေကြပါတော့သည်ကျွန်တော်နဲ့ဥပိုဟန်ကြီးတို့သည်တယောက်မျက်နာကိုတယောက်ကြီးက ကုံမုံဆိုအလုံးမှသာကြွမ်းကျင်ခဲ့ကြသည့်အလျောက်ရေမုံဆိုအလုံးပြည့်သည့်ဘာဖြူကြီးကိုမိတို့အပီးပိုင်တုတ်တင်ရပြီအကွက်ကိုစဉ်းစားကြံစားလျက်ဘာဖြူကြီးလှုပ်ရှားမှုဒလေကျက်စားပုံနဲ့တကွဘာဖြူကြီးပြိရဲ့အရရတွေကိုပါတစ်ခုစီတစ်ခုစီလေးလာမှတ်သားနေမိပါသည်မိုးအကုန်စောင်းစားဖြစ်တော်လဲလေးညာချောင်းတဝိုက်၌မြူမုံနှင့်နှင်းငွေတို့သည်မုံချယ်လျက်လမှုပင်ထိပ်ဖျားစီမှာရေငက်တကောင်၏ လေးလေးတွတ်တွတ်မိသန်းသားလေးအသက်ဝင်နေသော လောကအဖြစ်ဖန်တီးနေပါသည်ဝရောင်းရွာကလေး၏မနက်ခင်းသားရကြည်နူးစရာအဖြစ်နှင့် လေကလေးကလည်းတဖြူဖြူတိုက်ခတ်နေသလောက်ရေဝင်နေသောနှင်းငွေတွေကရေပြင်အတက်၌တရွတ်ရွတ်သင်မြူးခင်းနေတော်၏ရွာကလေးအတွင်းမှခွေးဟောင်တန်းစကားပြောတန်းနေသူလှုပ်လှုပ်ရွရွနဲ့တောသူတောင်သားတို့သဘာဝအတွက်လုံငန်းကိုင်ငန်းများလှုပ်ဆောင်ရန်ပြင်ဆင်နေပုံတွေ့နေရပါသည် ျွန်တော်နဲ့ဥပိုးဟန်ကြီးတို့သည်ချောင်းကမ်းမနှင့်ဂိုက်တရားကန်ကလေးရစောက်လုထားသောဝေယောင်းရွာတကြီးအိမ်မြင့်ပေါ်၌အေးအေးနှင့်ကိုွေရစိန်ခံနေပါတော့သည်ချောင်းဆက်စီမှတအူးနှင့်တအူးခေါငင်းတမ်းများအလူလူထွက်ပေါ်လာကြသည်တကနာကြာလျင်ဝိုးဟူသော ခက်ပြင်းပြင်းရိုက်ခတ်တန်းကြီးနေသူရေပြင်ထက်မှဝိုးဟူသောအတန်ကြီးတန်ထွက်ပေါ်လာပြီးနောက်လူတယောက်၏အလန့်တကြားငဲတန်းပါ အော်လိုက်သောတန်တန်းထွက်လာပါသည်တကနာအတွင်း၌အလုံးငိမ့်သက်သွားကြပြီး ောက်ဆက်တွဲအဖြစ်တခဲနဲ့အော်တန်များကြောက်လန့်တကြားပြေးလွှတ်တန်များသည်ညံလျက်ထွက်ပေါ်လာပါသည်မကြောက်မကြောက်ဘိုးများပါသွားပြီလှုပ်ကြပါဦးဟာအော်တန်များနဲ့လူတယောက်၏အတန်အော်အော်ကြီးနှင့်ရေးကြီးတုပ်ပြအော်တန်သည်ကျွန်တော်အားတက်လှိုက်၍နှိုးလိုက်စေသည်တကြီးဥဆောင်သောကျွန်တော်ဥဘိုးဟန်နှင့်တက်စုမှုနှစ်ယောက်တို့သည်ရိုင်ဖယ်များကိုဆွဲကာလှေကားမှကတော်ကမျောခုံ၍ဆင်းခဲ့ကြပြီရေစိတ်သို့အလူအယာပြေးတက်ခဲ့ကြသည် ို့ရာတွင်ရင်းဆက်၌ကျိုးတကွေလှော်တက်တဲ့ကြောင့်မျက်နှာသုတ်ပေါ်ဝတ်တဲ့စသည့်ပိုင်ရှင်မဲ့ပစ္စည်းများသာတွေ့ရပါတော့သည်။ရွာသားအလုံးတို့သည်ကမ်းခြေနှင့်ဝါးနေရိုက်ခန့်စီမှသာစုပြုံ၍အလံတကြအောင်ဟစ်နေကြခြင်းသာဖြစ်တော်သည်။နေသမားဘိုးများသည်သူ၏ပိုင်လေစပါး၂၀၀တင်ဖြင့်ဈေးဝယ်ရန်လေးညာရွာကြီးစီသို့ခတ်စောစောထက ခရီးသွား၏အတွက်ရေစိတ်သို့အရောက်တွင် လေကိုရေထဲသို့တွန်း၍အကြအငိုက်တွင်အသင့်ဆောင်နေသော မိချောင်းကြီးကတချီတဲ့အမီးဖြင့်ဘိုးမရဲ့အောက်ပိုင်းစီသို့တိမ့်ကျုံကရိုက်ကြပြီးဘိုးမရရေထဲအကြနိုင်တချိုးရဲချီကကိုက်ချီသွားခြင်းဖြစ်လေသည်။နောက်နေသေးသောရေပြင်သားလျင်ကျွန်တော်တို့တနတ်သမားများကို စီးကြွ၍ပြောင်းလောင်းသလိုတွေ့ရပေ၏။မိချောင်း၏အစအနအရေးလက္ခဏာကတစိုးတစိမ့်မှပင်မမြင်ရမတွေ့ရတော့ပါ။ဥပ္ပဟန်ကြီးအဖို့ရေပြင်ကိုကြည့်ကမချင်းမရဲ့ဖြစ်နေကြပြီးတောက်တစ်ခေါက်ခေါက်နဲ့ရဲတေးပိုင်နိုင်လှတော်မိချောင်းကြီးကို မုံတိစိတ်တွေတပွားပွားပေါ်ထွက်နေတော့သည်မကြာမီရွာတကြီးနဲ့လူကြီးပိုင်းလူငယ်ပိုင်းစုစုပေါင်း50ခန့်ရွာသူရွာသားများသည် ကျွန်တော်တို့စုပြုံရက်နေရာသို့လာရောက်ကြလေသည်ရွာတကြီးသည်တုံလုံးနေသောမျက်နှာဖြင့်ကျွန်တော်ကိုကြည့်ကလေတံဝဲဝဲဖြင့်စစ်ဖို့ကြီးကျုပ်တို့ရဲ့ရန်သူကြီးမိချောင်းကြီးကိုတတ်ပေးကြပါဒီအကောင်ကြီးတည်ရင်ကျုပ်တို့စစ်ဖို့ကြီးလိုချင်တဲ့ငပိငချောက်တွေရအောင်တာဝန်ယူပေးပါမယ်ဒေဇူးလည်းမမေ့ပါဘူး ကျွန်တော်ဒီအတော်လေးကြောင်စဉ်းစားနေပြီးမှရွာသားတွေအသက်စီးစိမ်ကိုဒုက္ခပေးနေတဲ့မိချောင်းကြီးကိုတော့ကျွန်တော်တုတ်တင်ဖို့တာဝန်ယူပါတယ်တကြီးခက်တာကကျုပ်တို့ကကုန်းပေါ်မှာတော့ကြွားနေတယ်ရေထဲကျတော့ဒီကောင်ကြီးကိုဘယ်လိုလုပ်ပြီးချောင်းရမယ်ဆိုတာစဉ်းစားလို့မရသေးဘူးဗျအသက်ကြီးကြီးပုံကိုတူကချောင်းရည်ပြင်ကို စိတ်ပြက်စွာပြင်ကြည့်လိုက်ပြီကျုပ်တို့သတင်းကြိုဖုန်းကြီးကြော်ပွဲလှုပ်ဖို့ဟာတော့မှပြည့်ရမလို့ဖြစ်နေပြီလေလေးညာရွာသွားပြီးတော့ပစ္စည်းဝယ်ဖို့ချမ်းဖို့တော့မှမသွားရကြတော့ဘူးဗျ သာသနာပြည့်အကောင်ကြီးမှုစစ်ဘိုလ်ကြီးကြိုးစားပြီးတော့တတ်ပြီးပါဗျာနော်ကျွန်တော်ဒီဦးဘိုးဟန်ဤမျက်နှာကိုအတိတ်ပဲပါပါနဲ့ကြည့်လိုက်ပြီးဦးဘိုးဟန်ကလည်းပင့်တက်ပြင်းပြင်းရှူကအသာကောင်းကြီးပြလိုက်ပြီးကဲလေဦးလေးတို့ဘုန်းတော်ကြီးကရောမယ်ကိစ္စစီစဉ်ပါလေးညာရွာကိုပြစ်စည်းသွားဝယ်ဖို့ကျွန်တော်တို့လိုက်ပြီးတော့စောင့်ရှောက်ပေးပါမယ်ကျွန်တော်တို့မော်တော်ပုံကြီးနဲ့ရွာသူရွာသားတွေရောကျွန်တော်တို့ရောသွားကြတာပေါ့ဗျာတကြီးရောရွာသားတွေပါ ပြုံးပေါ်ရပါသည် ခက်ငယ်ငယ်ရွာသားများ ကာလာသားများသည်စွစွဝေဝေနှင့်တစုံတရာကြိုးသားမင်းသားလောက်ကင်နေကြသည်သူတို့သည်ဒိုးဘက်ဝိုင်းနှင့်တွဲ၍ကနိုင်သောလူတကိုကန်းရှိဥွှေရိုးအယုတ်ကြီးတယုတ်ကိုကလားဆက်ကိုနှီးများဝါးများရက်လောက်ကစေးချင်နေတော်သည်ကျွန်တော်သည်စိတ်ချရသောရဲဘော်ဆေးရောက်ခန့်ကိုအသင်ပြင်ကတပ်မတော်မတော်ဘုံကြီးပေါ်၌နေရာယူထားသည်မတော်ဘုံပေါ်၌ရေပြင်ဘက်စီသို့ဂယုတစိုက်ကြည့်ရှုကဲထောက်ခိုင်းစေပြီး မိချောင်းကြီးအရေးလက္ခဏာတစ်စုံတရာတွေ့သည့်နေ့တွင်ပြိုင်နက်တဲ့ပြစ်ခတ်ရန်နောက်ဆုံးအမိတ်တရကိုပါပေးရခဲ့သည်ရဲဘော်များကိုတတိရှိစီရန်ရေပြင်ပတ်သို့မြည်သည့်အခါမှနောက်ကျောပေး၍မထိုင်မိစီရန်မော်တော်ဘုတ်အစောနား၌ရပ်မနေရန်စသည့်အသေးစိတ်မှားကြားချက်များကိုပါမှားကြားအမိတ်ပေးအပ်ခဲ့ပါသည်ဝေရောက်ရွာသူရွာသားများသည်တရင်ကျွမီးပူဇော်၏အတွက်နှင့်ရွာဝှိရှိဘုံတော်ကြီးများကိုလှူပွဲပစ္စည်းများအချိန်မီဆုံးလင်းစွာဝေယူခွင့်ရရှိခဲ့သည့်ကြောင့ ပျော်မစုံတဲ့မျက်နှာတွေနဲ့ကျွန်တော်တို့ရဲ့မော်တော်ဘုတ်ကြီးပေါ်၌စူညံစွာစကားပြောပြောနဲ့မိချောင်းကြီးအန်ဒီရဲ့ကိုခਿੱတမေးပြောက်ကလိုက်ပါလာခဲ့ရသည်။ဥပ္ပဟန်ကြီးသည်မော်တော်ပယ်ပိုင်းကထိုင်လျက်သူ၏ပခုံးတွင်လေးတုံညာလီမော်တာရိုင်းဖဲဖြင့်အသည့်နေရာယူထားပါသည်။ကျွန်တော်သည်မော်တော်ဥပိုင်းတွင်ထိုင်က၃ခုကမဂဇင်းရိုင်းဖဲကိုအသည့်ခိုင်းပြီးလျှင်ပန်ပြောင်းအသုံးပြုကပြည်သူချင်းပတ်မိချောင်းကြီးအရေးအခြေမှန်သမျှကို မလွတ်တက်အကဲခတ်ကင်းထောင်နေမိပါသည်လက်ဖြောင်းသောရဲဘော်နှစ်ယောက်စီသည်သုံးတုံညာသောအင်္ဂလိပ် rival စစ်သုံးတလက်စီကိုင်ကမော်တော်အလဲဘော်တစ်ဖက်တစ်ချက်စီမှကပ်၍ရေပြင်ထက်မှလှုပ်ရှားမှုမှန်သမျှကိုပါလေ့လာကင်းဆောင်နေတော်၏ကျွန်တော်သည် ရေချောင်းစစ်ပွဲတွင်ရန်သူရင်ကုန်တင်မောအားဖျက်တင်မောရစင်းကလိုက်ရှာပွေနေသည်နှင့်တူပါတော်သည်လေညာရွာမှာကာလာသာတူရိယာအဖွဲ့တစ်ဖွဲ့သည်ဝေယောင်းရွာသို့အကူအညီသဘောမျိုးဖြင့်လိုက်ပါလာခဲ့သည့်ကြောင့် မော်တော်ပေါ်၌ဒိုးဘက်တန်သည့်၎င်းကာလာသားများ၏တန်ချက်တန်ဒိုးဘက်တချင်းတန်သည့်၎င်းပဲ့တင်ထက်ကပြန်ဝဲနေပါသည်အလျားပေ90ခန့်ကျေ၍အနံ15ပေခန့်ကျေဝိုးသည့်ဆက်အင်အားကောင်းလာသောမော်တော်၏ခုံပေါင်းတန်သည့်၎င်းမော်တော်တွင်မှဒိုးဘက်တန်တချင်းတန်ဒီ၎င်းချောင်းပတ်ဝန်းကျင်၌ရှံထွက်နေသည့်နေမြာဒိညာချောင်းတျှောက်မှရွာသူရွာသားများသည့်ကမ်းနှင့်ဝါးတပြန်အနီးဆုံးအဖြစ်နေရာစီမိုက်ရက်၍ ဝမ်းသာအားရလက်တွေခေါင်းပေါင်းတွေဝေယမ်း၍နှုတ်ဆက်နေကြသည်မှာကြည်နူးစီရပင်ဖြစ်စေပါသည်။ချောင်းရွတ်တလျှောက်၌ပါဖြူကြီး၏ညွန့်စီရကြောက်စီရတရင်ဆိုကြောင်းမိသူမှချောင်းကန်းကျေစုမစင်းဝင်သည်မှာကျွန်တော်၏ကိုယ်တွေ့မျက်မြင်ဖြစ်ပါတော့သည်။ရေတက်ချိန်ဖြစ်၍မော်တော်သည်ရေတက်သည့်အချိန်နှင့်အသာပါလာသလိုဗေဒာပင်များကလည်းပိုတစုတီတစုနှင့် ရေစည်းရေစဲ၌မျောပါနေသည်မှာပင်လေဒေတာ၏မြင်ကွင်းစံတည့်ရသာဖြစ်နေ၏။ ဂျန်နရယ်စီးနှင်းလာခဲ့သည့်စစ်သုံးမော်တော်ကြီးနှင့် အနီးကပ်ဆုံးဗေဒါတိုက်ခိုက်ကြီးကြီး၃လေးကိုကျွန်တော်ကောင်းစွာမှတ်သားထားခဲ့လေသည်ဒဇုနှင့်ဒဇုအတော်လေးကြွားဝေးနေပြီးဒဇုနှင့်ဒဇုလည်းအကျယ်ဝန်း၄-၅ပြည့်ဝန်းပြီးကြုံမျောကလေးတွေလိုဖြစ်နေလေသည်မော်တော်ပေါ်၌လိုက်ပါလာကြသောရွာသားများသည်တရင်ကပျော်ရွှင်မှုတွင်စိတ်ပါဝင်စားသလောက်ပါဖြူကြီးဘေးရန်နေရီတွေကိုမေးပြောက်စပြူနေပါပြီအเจ้าမှာတချို့လူလူများသည် ကျွန်တော်တားမြစ်ထားသော အော်တိုဘေးနှခမ်းအနီးသို့တွားရောက်တိုင်ကြပြီးဒိုးဘက်ဝိုင်းကို စီးဝါလိုက်ကတချီတချီတန်ကျက်ဝင်၍တိုင်နေကြပါသည်ကျွန်တော်နေဖြင့်ကျွန်တော်သတ်မှတ်ထားသောစီကန်းကိုလိုက်နာဖို့တွားရောက်ပြောဆိုသတိပေးပါလေအယက်သားဒီစစ်သားမဟုတ်ဒီကတကြောင်ဒေတာစရိုက်ဒလေချင်းမတူညီသည့်အတဲ့တွေတပ်မတော်သားများနဲ့အယက်သားတို့အထင်လွဲစရာကိစ္စများပြဿနာရဲများပေါ်ပေါက်လာနိုင်သည့်ဒီကြောင့်ကြောင့်ကျွန်တော်ဒီစိတ်စိတ်ပင်ကြည်နေမိပါသည်ပေပိုင်းမှာမှန်ပြောင်းကြီးတကိုင်းကိုင်းနဲ့ မော်တော်ပတ်ဝန်းကျင်တဝိုက်ကိုလေ့လာနေသောဥပ္ပဟန်သည်တစုံတရာမြေပုံဖြင့်ကျွန်တော်အာကမန်ကတန်မော်တော်၏အလဲစီသို့လက်ညှိုးနှင့်ထိုးကာထိုးကာညှိုးပြနေပါသည် ကျွန်တော်သည်ကမန်ကတန်ပင်ဥပ္ပဟန်ညှိုးပြရာသို့ကြည်လိုက်သည်တွင် မော်တော်စီသို့တရွတ်ရွတ်မျောလာနေသောဗေဒါတစ်တိုက်ကိုတွေ့ရသည်ဖြင့်ဥပ္ပဟန်ကိုပြန်၍မေးရန်ပြင်ဆင်လိုက်သည်တွင်မော်တော်လက်ရန်ကလူတွေလူတွေအောက်ကိုမြ мян ဆေးခိုင်းမှမြ мян ပြုတ်ဥပ္ပဟန်၏ဆူဆူရှာရှာအရေးတကြီးပြောတဲ့အကြောင်းကျွန်တော်ဒီ၄ရောက်အတွက်စုပြုံ၍ ်မော်ဒော်နိုင်ရန်၏အပေါ်၌အေးပြင်းကိုကြောပေးကဒိုးဘဝိုင်းစီသို့စီးလိုက်နေကြသည့်ရွာသားတစ်တိုက်ကိုဟဲ့လူတွေအမြန်အောက်ဆေးထိုင်ကြမြဲမြန်ရွာသားများသည်ဒိုးပတ်တန်ရင်ခွင်းတန်များကြောင့်ကျွန်တော်၏အရေးတကြီးအမိန့်ပေးတန်ကိုကြားမိပုံမရပါတို့ရာတွင်လေးယောက်တန်စုတိုင်နေကြသူများအနက်မျက်စိရှင်သောရွာသားတစ်ယောက်ကကျွန်တော်၏အရေးတကြီးအမိန့်ပေးညွှန်ကြားချက်ကိုမြင်သွားပြီးသူ၏အဖော်သုံးဦးကိုလက်တို့ရည်သတိပေးလိုက်ပါသည်ဗေဒါတတိုက်သည်တရွရွနှင့်မော်တော်နဘေးစီသို့ ဒီဇိုင်းဆိုင်ချင်းကဲလာပါသည်ဥပ္ပဝန်ကြီးသည်မှန်ပြောင်းကိုချက rival ကိုဖျက်ကနေကောက်ကာကိုင်လိုက်ပြီးဖြောင်းကနေမောင်းတင်လိုက်ပါသည်သူသည်ဗေဒာတိုက်စီသို့ rival ပြောင်းဝထိုး၍ချိန်လိုက်ရင်ပါဇက်ကဟဲ့လူတွေအောက်ကိုမြန်မြန်ဆေးကြမြန်မြန်ဟဲ့မော်တော်လျံကိုဖင်ထိုင်နေကြတော်ရွာသားလေးဦးသည်ဤတွင်မှဗျုံကနေတရိယာပြီးမော်တော်ဝင်းထဲသို့အရေးကြီးခုံ၍ဆင်းလိုက်သည်တွင်ချင်းစစ်နောက်စစ်အချိန်၌ဝေါ်ကနေမိသားနှင့်အတူရင်နေသောဗေဒာလိုက်ထဲမှာ ်တရံကြီးတစ်ခုရေပေါ်သို့လျှက်ရပြည့်အတွင်ပွေရန်မြောက်တက်လာပြီးမော်တော်လိုင်ရန်ပေါ်သို့ဝဲကပြန်ကရိုက်ခတ်ချလိုက်သည် ကျွန်တော်သည်အရေးကြီးနှင့်လှိုင်း၍ကြည့်လိုက်ရတွင်ညိုယောင်ပြေးနေသောစီလီယာရတရံကြီးတစ်ခုကိုတွေ့မိသည်ဒီနောက်မှဇက်တိုက်မြင်မိသည်မှာအခက်အလက်တွေအချို့အတက်တွေပြေးနေသောမိเจ้าကြီးအမိပိုင်ဖြစ်နေကြောင်းကိုသိလိုက်ရပါသည်မော်တော်တပေးနိုင်တာဝင်ကြနေသောရဲဘော်နှစ်ယောက်၏ရိုင်ဖယ်တန်၃ချက်ဆင်ရွေပေါ်ထွက်လာပြီး တခဏလေးအတွင်းနိုင်ငြိမ်းချသွားပြန်ပါသည်မိเจ้าကြီးအစာအဖြစ်မှာတီတီလေးလုတ်ခဲ့သောရွာသားလေးဦးမှာမော်တော်ဝင်းနေ၌ပါဇက်အဟောင်းသားနှင့်စကားတခွန်းတလီမှပဲမပြောနိုင်ကြဘဲကြက်သေးသေးကမှင်တက်မိနေကြ၏ဥပ္ပဟန်သည်ရွာသားတွေကိုစိတ်ဆိုးမှန်ဆိုးနေကြည့်လိုက်ပြီးသူ၏ rival ကိုမောင်းပြန်၍ချက်လိုက်သည်ခတ်တယ်မင်းတို့ကြောင့်ခတ်တယ်ရဲတော်လည်းမင်းတို့ပဲကြောက်တော်လည်းမင်းတို့ပဲမိเจ้าကြီးဟာတို့လူတွေတဲ့ပြည့်ရယ်များတယ်ကွာပါးနဲ့တယ်ကွာ ငါလည်းဗီတာပင်ယူးယူးဆိုရင်ရေစီးအတိုင်းလိုက်ပြီးတော့ပါရမှာပါအခုတော့မော်တော်နဲ့ရင်မောင်တက်ပြိုင်ပြီးတော့ကတ်လိုက်ရအောင်ဘာလဲလို့မှန်မြောင်းနဲ့တေချာကြည့်လိုက်မှမိเจ้าရဲ့မျက်လုံးနှလုံးနဲ့ထိပ်ပိုင်းကိုဗီတာပင်နေကြအမြင်ရတာကိုမလွန်တော်တဲ့အကောင်ကြီးပါဗျာဗီတာပင်နေကြကတ်ကိုပြီးကြညာဖက်မှန်မော်တော်နောက်ကိုအရလိုက်နိုင်တယ်ဗျို့ကျွန်တော်ဒီဥပိုဟန်ကြီးကြိုတင်ပြင်ဆင်မှုမျက်စိရှိမှုပါနတ်မှုတို့ကိုချီးကျူးရင်းနဲ့အဖိုးကြီးဘယ်နဲ့လဲ ပွဲကြီးပွဲကောင်းတပွဲနှွဲကြအောင်ဆိုပြို့မိချောင်းကြီးနဲ့ကျုပ်တို့နှစ်ယောက်ပညာပြိုင်ငန်းပဲရဲဘော်နှစ်ယောက်ပြစ်ထဲတာကတော့မှန်မူမရပါဘူးဘယ်နဲ့လဲဝေးပါသေးတယ်6ယုံလှန့်ယုံလောက်ပဲဖြစ်မယ်ပြို့ကျုပ်တို့ရဲဘော်တွေကိုကြက်ကြက်သတိထားစီရမယ်စိုင်းနံဘုံတန်နားထောင်ပြီးလူရိတ်မြင်တဲ့နေရာကိုအလွတ်မပေးနဲ့လိုက်ထားပဲပုံမူရွာသူရွာသားများသည်မိကိုရေးနှဲတက်လိုက်တယ်လို့ငြိမ်ကြသွားကြ၏ကျွန်တော်တို့သည်တင်ကားမကင်းသောဗေဒါတိုင်များစီတို့ ရိုင်ဖယ်များနဲ့3-4ချက်စစ်ငါပြေကပ်၍မိချောင်းကြီးကိုအောင်မီတင်ရာဌာနများမှ6လှန့်နေတုံရဲမတော်ကိုဝေရောက်ရွာသို့အရောက်မောင်းနှင်ခေါ်ဆောင်ခဲ့ရပါသည်မတော်များကစင်ငါနေ၌မိချောင်းကြီးဘေးအန္တရာယ်အတွက်ကန်နာဒဝိုင်ရေစံများသို့ရိုင်ဖယ်များနဲ့စစ်ငါပစ်ခတ်6လှန့်ပြီးမှခတ်သွက်သွက်ဂုံးပေါင်းထိုးကတတုတ်စီစင်းစီပါသည် ကျွန်တော်ဒီအစာငတ်စာပြူတော်သားကောင်းသို့မဟုတ်သားကောင်းဖြစ်သည့် လူသားရှာမရစပြုသည့်မိကျောင်းကြီးအရေးချေကိုစဉ်းစားနေမိသည်ဒုံမိကျောင်းကြီးအစာငတ်ပြတ်ချက်မှာကျွန်တော်နှင့်ဥပ္ပိုလ်ဟန်အတွက်ကြံရေးဖန်ရေးချက်ကောင်းတစ်ချက်ပဲဖြစ်ကြောင်းမှတ်သားမိပါတော့သည်ကျွန်တော်နှင့်ဥပ္ပိုလ်ဟန်ကြီးသည်ရက်နှက်အောင်နှစ်ယောက်သားကြိတ်၍တိုင်ဝင်ခဲ့ကြသည်အသေးစိတ်အစီအစဉ်နှင့်ရေးဆွဲချမှတ်ခဲ့ကြသည် ချမှတ်ထားသောအစီအစဉ်များကိုတစ်ခုပြီးတစ်ခုပြန်လှည့်၍လေ့လာစီစဉ်ကြည့်ကြသည် နောက်ဆုံးနှစ်ဦးသား တဘောကိုက်ညီတဲ့ဇုံတိုင်းရွာသူကြီးနဲ့ကြေးရွာလူကြီးအားလုံးကိုခေါ်လိုက်ကြပြီကျွန်တော်ကပဲကိုင်းတကြီးဒီမိချောင်းကြီးကိုဒီတိုင်းဆက်ထားရင်ရွာသားတွေအသက်ဖတ်နဲ့ထုတ်ထားရတဲ့ဘဝမျိုးပဲဒါကြောင့်ဒီမိချောင်းကြီးကိုတုတ်တင်ဖို့ရကျုပ်တို့ဆရာတော်ဘက်နှစ်ယောက်ကိုအကူအညီတွေပေးကြစမ်းပါဗျာတကြီးနဲ့ရွာလူကြီးတွေဒီပြပြသလဲနဲ့စစ်ဘိုလ်ကြီးတို့လိုရာအမိတ်ရှိပါကျွန်တော်များတက်သွေးမတိန်လှုပ်ဆောင်ပေးကြပါမယ်ခင်ဗျာကေရော်မူကြပါစစ်ဘိုလ်ကြီးတို့ရာ ဒီတော့ဘုံကြီးကရောမဲ့ဥွှေရူအယုတ်ကြီးတွေကိုအင်ကြီးတွေခေါင်းပေါင်းတွေမချုပ်ပဲဒီညာရင်းရင်ကျုပ်တို့စီယူခဲ့ပါအယုတ်ကြီးဘာမှမပြည့်စည်စေရပါဘူးဟုတ်ကဲ့ခုသွားယူပေးမယ်ဗျခိုင်းညင်တာခိုင်းကြပါဗျာကျွန်တော်များနာခဲ့ရင်အစ်စ်ပါခင်ဗျာနောက်တစ်ချက်ကတော့အလွန်ရေးကြီးတယ်ခုချိန်အားစားပြီးရေစိတ်ကိုဘယ်သူမှမတော်ရဘူးကျုပ်အမိတ်မမေးမချင်းတိရောက်မှမလာစေနဲ့ကျုပ်တို့အစီအစဉ်တစ်ခုရှိလို့ဗျစိတ်ချတော်မူပါစစ်ဘိုးကြီးရဲ့ခုမောင်းတီးပြီးတော့အကြောင်းကြပါမယ် ကောင်းပြီရုပ်ကြည့်သွားယူကြည့်တော့တကြီးကျုပ်တို့ဒီပြင်စီစဉ်စရာတွေရှိသေးတယ်ဟေးဆရာကြီးထွန်းအောင်ဒါတချင်းစက်တွေအက်တွေစက်ထုပ်တွေအစ်အပြင်ဆရာကြီးထွန်းအောင်ကိုယ်တိုင်ကျုပ်အမိန်ပေးတဲ့အတိုင်းလှုပ်ဆောင်ရမယ်မနဲ့စောစောထားဖို့ကျုပ်ပြောတာနားလေသလားဂိုင်းတော့ဟေးဆရာကြီးထွန်းအောင်ကျွန်တော်ဒီဦးဖို့ဟန်နေတူလိုအပ်တော့ပြင်ဆင်မှုအရက်ကိုပြင်ဆင်ပြီးတခဏမေးလိုက်ကြပါသည် အလင်းပတ်တို့လူရည်လာတော့မနဲ့ခီးနေရောင်ကြီးစားများသည်ဝေယောင်းရွာဤအောက်ပိုင်းခက်ကြကြ လူသူရှိနေသောရေစိတ်စီသို့ကြာရောက်လာပါသည်လူသားသူသားကင်းမဲ့နေသောမနှက်ခေဖြစ်၍နေညာချောင်းတလျှောက်၌တကြီးတကြီးငါးပွက်တန်နှင့်ရေစည်းတန်တက်တက်သာထွက်ပေါ်နေပါသည်ရေစားနှင့်ကမ်းခြေသည်ပြေရောင်ရောင်နှင့် အထက်ကမ်းဘက်သို့ဒီဂရီ20ခန့်မြည့်၍တက်လာသောသဲပင်ကြီးထို့နောက်မှ ပေ20ခန့်အကွာတွင်ဝင်းယုံတန်းနှင့် တောင်ကဘာကြီးတစ်ခုကဖြိုက်၍ကာစီလာသည် ကျွန်တော်နှင့်ဥပ္ပဟန်တို့သည် ထိုဝေယုံတော်ဆက်မှအစ်စ်ပိုးွယ်က ဖြစ်ပေါ်လာမိရေကင်းများအတွက်အားလုံးပြင်ဆင်လျက်ရှိပါသည်။ကန်းဂျီမှာအတန်တဲကုံပေါ်၆လမ်းကွာအရင်၌တိုက်ပုံအင်ကြီးအနက်ကိုဝစ်ဆင်ထားသောယောက်ျားတစ်ယောက်သည်ရေပြင်ကိုကြောပေးကာစိတ်ငြိမ်စွာထိုင်နေသည်။ထိုခဏအတွင်၌တိုက်ပုံအင်ကြီးအနက်နှင့်သူ၏ရှေ့စီမှစိုင်းတန်နှင့်အတူဇက်တုတ်တထုံမှငိုချင်းချဇက်ွက်တကွက်ရတန်သည်မနက်ခင်းတွင်အတိုင်းသာပေါ်ထွက်လာပါသည် ကျွန်တော်ဒီလက်ပတ်နာရီကိုဗျူဒီဆိုင်ကြီးရင်ရေဆက်စီတို့မမိတ်မတော့မျက်စိမျက်နှာနဲ့ကြည့်ခဲ့ရနာယူဝက်ကြော်ခဲ့ပြီကျွန်တော်တို့ရဲ့အစ်စ်တော်မိချောင်းကြီးအရေးအခြေတစုံတရားကိုကမတွေ့မိသေးပါကျွန်တော်တို့အောက်ခြေရှိကမ်းခြေရှိ တက်ဆက်မှာတချင်းတပ်ပြမှာဟဲတန်တွေငိုတန်တွေနဲ့မင်းသားကြီးငိုရင်းစကားပြောရင်းအတန်ကတရဇက်ဟိန်းကထွက်ပေါ်၍လာနေပြီလေကလေးကလည်းဝိကရန်ကပိတ်လာတဲ့ပြည့် ဓာပြတန်သည်လေညာချောင်းတလျှောက်၌စစ်ကြပြန်လျက်ဥဘိုဟန်ဤကျွန်တော်အားအရေးကြီးဒရောင်စစ်နှင့်တွက်ကသတိပေးလိုက်သည့်ကြောင့်ကျွန်တော်သည်ရေဆက်စီသို့မှန်ပြောင်းနေကြည့်လိုက်သည်ရုပ်တရက်ဒဇုံတရားကိုမတွေ့ရတော့လဲတခဏအတွင်း၌ညစ်ပုတ်ပုတ်ရေပြင်းသည်လဲတောက်ခွပုံတရံမိုးမုတ်အဖုနှစ်ဖုသည် ရေပြင်းတွင်ကြက်လျက်တရွေ့ရွေ့ပေါ်လာတော်သည်ဒုံတရံသည်ကဲကျဲသို့ဥတည်ကတရွေ့ရွေ့ချင်းကပ်လာခဲ့သည် တို့ရာတွင်ရေပြင်း၌ကလှုပ်ရှားမှုတစုံတရာမတွေ့ရကြ၏မိเจ้าများသည် ရေကိုနိုင်နေသည်ဟုကြားမှုခဲ့တော်လေယခုမှ ကိုတွေ့မျက်မြင်တွေ့ရသည်ဖြင့်ကျွန်တော်သည်အံ့ဩမိတော်သည်ထိုလဲတောက်ခွပုံတရံနောက်မှမိုးမိုးအဖူနှစ်ဖူးသည်ကန်းဆက်တွင်3မိနစ်ခန့်ကြာအောင် မလှုပ်တမ်းငြိမ်သက်စွာတည်ရှိနေသည်ထို့နောက်ရေပြင်းသည်အနှဲငယ်ပြောရယုံကြက်ကလေးတွေထကာလာပြီးနောက်လဲတောက်ခွပုံတရံနောက်ွယ်မှမိုးမိုးအဖူကြီးနှစ်ဖူးထို့နောက် အေယာမကြီးမားသောမိကျောင်းကြီးခေါင်းပိုင်းကြီးသည်ရေပြင်ထက်တွင်ဘွားကနေပေါ်လာသည်ကျွန်တော်သည်သုံးခုံကမက်ကနီမဂဇင်းရိုင်ဖယ်ကိုအစ်စ်နေရာပြင်၍ယူလိုက်သည်ဥပိုဟန်က အလွန်တိုးလားသည့်လေတံလေးနှင့်ခနဆိုင်ုံပြိုမိမိဟီယာနှမ်းရအောင်ထိုကဲ့သို့ကျွန်တော်အားလှမ်းငါသတိပေးလိုက်သည်ဓာတ်ဆက်တဲ့ချင်းတန်ကဟဲ၍ငိုချင်းချ၍ကောင်းတော့မည် အမလေးမဲသူ့မနာရဲ့နေလို့ဟာရှာရှာရှာ ကောင်းပါပြီရဲ့ဗျလူကြားလို့မှမတော်ပါဘူးလေသရာသူ့မနာဇက်တထုံမှာမင်းသားလုံသူကြီးငိုချင်းတန်ကမြိုင်လာပြီမင်းနဲ့ပါရတွေ့နိုင်မိเจ้าကြီးရှေ့နှုတ်သီးပြားမှာစရွေကောင်းပိုင်းသည်ထင်းထင်းရှားရှားရေပေါ်၌ပေါ်လာပြီတိုက်ပုံအင်ကြီးနဲ့နဲ့လူအားမန်သွင်းကချောင်းနေလေပြီတကားတရွရွနဲ့မိเจ้าကြီးသည် ရေဆက်မှကမ်းခြေသို့မေးတင်က နေရာယူလိုက်ပြီး တက်လက်မစီမတိမသာအတန်မကြိုက်ရအောင်တက်၍တက်၍လာခဲ့လေပြီဖြူနေသောတဲပြင်ဝဲထွက်ကားစားနေအောင်ကြီးများအောင်တိုင်းမိချောင်းကြီးရှေးပိုင်းဝါကျင့်ညံ့တဲ့မှာကျွန်တော်အတွက်မလွတ်သောပြစ်ကွင်းတည့်ရဲ့အဖြစ်သာဖန်တီးနေစေပါသည် ကျွန်တော်၏ rival ရှေ့ချင်းသည်ဝိုးကြိုးသားဖြူရွရွာလေသည် နောက်မှန်ချိန်ချား၌ကြက်ကြနာနာနေရာယူထားလိုက်ပြီးတဲပြင်ပေါ်သို့ကိုသုံးပုံနှစ်ပုံကြွကြွရောက်လာတော့မိချောင်းကြီး၏ ကောင်းပိုင်းစီသို့ဂရုစိုက်နေရာယူနေပါသည်။ Rivalry ရှေ့ချင်းသီးလေးသည်လဲတောက်ခွပုံတရံနောက်မှလက်သီးစုံမို့မို့တက်နေသောမိเจ้าကြီးမြက်ကုန်းနှစ်ခုနောက်ကနှစ်လက်မခန့်အကွာခက်ပြပြနေရာသို့စိုက်ရောက်ကနေရာချထားလိုက်ပြီးနောက်ကျွန်တော်၏သွေးစာနေသောညာဘက်လက်ညိုးက Rivalry မောင်းမွင်းကိုဖေးညင်းစွာဖိဆွဲဆွဲချလိုက်ပါသည်။395မန်နီရိုင်ဘယ်ရန်ကျိ300ဂရိန်အားသည့ တစ်စက္ကန့်တွင်1400ပီအမြန်နှုန်းအချိန်ဖြင့်ပြောင်းဝတမ်မဏိထိပ်ဖူးကြီးစံကိုပွင့်ထွက်သွားစေရုံမြမှာလေညာ6တပြင်းလုံးနှင့်တကွာတောတောင်တစ်လျှောက်ကိုပါပဲ့တင်ထိုက်၍သွားပါတော့သည်မိเจ้าကြီးသည်ရှေ့အစာကိုလောကြီးနေချိန်တွင်မမျော်လင့်သည့်အခိုင်အတိုင်းချက်ကောင်းနေရာသို့မဟုတ်သူ၏အုံနောက်တက်တဲ့သို့ဓာတ်ရိုက်ထိမှန်ခြင်းခံရသည့်ကြောင့်တကြည်တဲ့အထက်သို့အမီးနှင့်ထောက်ကဂျိုးပြည့်၍ခုံလိုက်ပါသည်မိကြီးပေါ်သို့ဖုံးကနေမြည်သောအတန်ကြီးနှင့်ကြောက်ရောက်သည့်လျှိုင်းတဲ့ ပူပန်ဟဲ၏ဒေးတုံညာလီမော်စာမဂ္ဂဇင်းရိုင်ဖယ်၏ဘီးပွင့်လာသည့်ကြည်စံနေသူမိချောင်းကြီးလက်ပြင်သည်ဖွေကနေကြည်စံပေါက်ထွက်သွားပြန်သည်မိချောင်းကြီးကအမီးကြီးတရံရံလှုပ်နိုင်တော်လဲရှစ်လက်ပြင်တလျှောက်၌နှစ်ဖက်ချုပ်၍ပြစ်လိုက်သည့်ဦးဝဲဟဲ၏ရိုင်ဖယ်ကြီးမှကြည်စံ၏ဒဏ်ကြောင့်နေရာမှပင်မရွှေ့နိုင်တော့ပါတမီးနဲ့နှစ်မိနစ်၃မိနစ်ဓာိုင်တိုင်ခွက်ကိုကြည့်ကကျွန်တော်ဒီရိုင်ဖယ်ကိုမောင်းတင်ထားရမှာမိချောင်းကြီးလှုပ်ရှားမှုကိုစောင့်ခဲ့သည် တို့ရာတွင် ခြေပိုင်းကငြိမ်နေသလောက်အမီးပိုင်းကရမ်းနေသောမိချောင်းကြီးလှုပ်ရှားမှုကတဖြည်းဖြည်းငြိမ်၍ငြိမ်၍သွားပါပြီ။လူတွေကိုကြက်ငှက်တွေကဲ့သို့ရရက်ဆက်ဆက်ပညာမတာဖန်းစီစားတော့ကမင်းမူခဲ့သောလူသားသားမိချောင်းကြီးကအုံနောက်ကိုထိမှန်သောကြည်စံပေါက်ကြီးလက်ပြေနှစ်ဖက်စလုံးကိုချုပ်မှန်ထားသည့်ကြည်စံပေါက်ကြီးတွေမှတွင်တွင်ယိုစီးနေသော သွေးစိတ်ရှင်ရှင်နှင့်အိုင်ထုံးကဝိညာဉ်ခြုံငိမ့်လျက် တကြိမ်တခါကသူ့ကိုမြင်နိုင်ကြောက်နေရသည့်ရွာသူရွာသားတွေသည်나이ပိုင်းအတွင်း၌တကြိမ်တခါကသူစားတောက်ခဲ့သောလူဤအသားတွေမှာအခြေခံ၍သူ၏ခန္ဓာကိုယ်ကြီးဖြစ်လာရသလိုယခုတစ်ပတ်လူသားတွေရွာသားတွေကသူ၏စူဖြိုးနေသောအသားကိုခုတ်ခါထစ်ခါစားကြပြန်ပေလိမ့်မည်။နောက်ပိုင်း၌ဖြူညင်းညစ်အရောက်ပြေးနေသောပါဖြူကြီးဘွက်ခံမိချောင်းတည်ကြည့်သည်။ရပ်ပိုင်းနာပိုင်းတွင်၌သူ၏တရေကိုကျွန်တော်၏ရိုင်ဖယ်ထည့်ရန်တနက်အိတ်အဖြစ်နှင့်၎င်း ူ၏ညီကုန်းကြိုကောက်မှုကြောင့်ကျွန်တော်တို့လိုလားသောတပ်မတော်ရိတ်ခါအတွက်ငပိငချောက်တွေပြည့်စုံစွာရရှိမိအရေးအတွက်၎င်းကျွန်တော်နှင့်ဥပုဟန်ကြီးတို့သည် rival ကြီးနှစ်လက်ကိုဟန်ပါပါအသင့်ကိုင်း၍တော်လေသူပါဖြူကြီးခေါင်းပိုင်းကို ပိုင်ဆိုးပိုင်နေငုံငါကြည့်နေရပါကျွန်တော်နှင့်ဥပုဟန်တို့၏မုံဆိုးတန်တရားစခန်းကိုပြည့်စုံကြောင်းအစီရင်ခံအပ်ပါသည်ပိုတိုင်ယာ အခုလိုအဆုံးတီနာဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကို စိတ်နှပြကျမ်းမှာချမ်းသာကြပါစေ